စိတ်ကူးထဲမှာပဲနေလို့ကောင်းတဲ့ဟန်ဝိုင်ကြီးသို့မဟုတ်ဟန်ဝိုင်ကြီးရဲ့အမောင်ချန်းပရိသတ်ကြီးအလုံးမဲမင်္ဂလာပါရှင် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အရန်လာတဲ့ဟန်ဝိုင်ကြီးရဲ့ရှုကင်းတွေကုန်ငယ်ပြီးကိုယ့်ရဲ့ဘဝကိုအချိန်ကုန်ဆုံးခွင့်ရခဲ့ရင်ကြောင်းရဲ့အနေနဲ့အကြောင်းမှာပဲမုန်းချက်လာမှာပါအဲ့ဒီကိစ္စမှာလဲအကြောင်းရင်းတွေရှိပါတယ်ဘာအကြောင်းလဲသိချင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့တိုက်တွန်းရမှာပဲဖြစ်ပါတယ်ဒါကတော့ဟန်ဝိုင်ကြီးကျူးဆွပြပြီးကျွန်ပေါင်း138ကျွန်းတဲ့က ခုနှစ်ကျုံးမှပဲလူတွေနေထိုင်ကြပါတယ်ဒီမှာနေထိုင်တဲ့သူတွေကလည်းတိတ်ပြီးတော့မပျော်ရွှင်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျုံးတွေမှာဆက်သွယ်ရေးအကန့်အသတ်တွေရှိနေလို့ပါဥပမာအပြင်ဟာဝိုင်ယီလမ်းမ30ကိုကြည့်မယ်ဆိုရင်အနောက်မှာဝင်တဲ့ဂျန်နက်ကျုံးကိုဆက်သွယ်ပေးထားတဲ့အဝေးပြင်းလမ်းမကြီးတစ်ခုတည်းရှိနေတာကြောင့်အမြင်လိုလိုလမ်းပိတ်ဆို့နေတတ်ပါတယ်မီးလောင်တာပဲဖြစ်ဖြစ်ရင်တိုင်းမှုဖြစ်တာပဲဖြစ်ဖြစ်လမ်းပိတ်သွားမယ်ဆိုရင်နိုင်ပေါင်းများစွာကျွန့်ရက်တစ်ဖက်မှာပိတ်မိနေတတ်ပါတယ် 2022ကနေ2023ခုနှစ်အတွင်းမှာလူချောက်900လောက်ဟာဝိုင်ကနေပြောင်းသွားကြပါတယ်သူတို့အတွက်နေရထိုင်ရတာအဆင်မပြေလို့ပါပဲဟာဝိုင်မှာကြီးမားတဲ့အင်ယာပြဿနာအလောက်ကန်ရှာမမှုနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အခက်အခဲတွေရှိနေပါတယ်ဒီအချက်တွေဟာဟာဝိုင်ရဲ့သဘာဝအလားတရားတွေကိုဖျက်ဆီးပစ်နေကြတာပါတမိုင်းကိုပြန်ကြည့်ရင်30ရာစုကနေ12ရာစုမှာမာကက်ဆက်ဂျွန်ကပိုလီနီရှားလူမျိုးတွေဟာဟာဝိုင်ကိုပရမဆုံးရလာလက်ပတ်ပြီးအခြေချနေထိုင်သူတွေဖြစ်လာခဲ့ပါတယ် ဆက်ချောင်းရာစုမှာစပိန်လိုမျိုးရေချောင်းခီးသက်တွေဒီကျွန်းတွေကိုရောက်ရှိလာခဲ့တဲ့ဆိုတော့မှတ်တမ်းတချို့ရှိခဲ့ပေမဲ့ပထမဆုံးမှတ်တမ်းထထားတဲ့ထီးတွေးဆက်ဆံမှုကတော့၁၈ရာစုမှာ British Captain James Cook ရောက်ရှိလာခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ပညာရှင်တဦးရဲ့လေးလာသုံးတက်ချက်အရ1988ခုနှစ် James Cook ရောက်ရှိလာခဲ့တဲ့အချိန်မှာဌာနေဟဝိုင်ယီလိုမျိုး6,800-3,000နီးပါးရှိခဲ့တယ်လို့သိရပါတယ်။သူရောက်ရှိပြီးနှစ်နှစ်အတွင်းမှာဟဝိုင်ယီလိုမျိုး19ရောက်မှာတရောင်တော့ကွယ်လွန်နေခဲ့တာပါ။ နောက်နေ့အနေငယ်ကြောင့်မှာတော့ဘီရင်ခမင်းဟာမင်းဟာဟာဝိုင်နေမြေတွေကိုတင်ပိုက်ခဲ့ပါတယ်အိန္ဒိယဥရောပသားတွေရောက်ရှိပြီးနေ40အကြာမှာလူဦးရေဟာတော်တော်လေးညွန်နေသွားပြီးတသိန်း4500ဝန်းကျင်သာကျန်တော့တယ်လို့ဆိုပါတယ်ဝက်သက်ပိုလီယို TV နဲ့ရေကြောင်းလွန်မျိုးယောဂါတွေကြောင့်ဌာနေဟာဝိုင်လူမျိုးထောင်ပေါင်းများစွာတိတ်ဆုံးခဲ့ရပါတယ်1820ပြည့်နှစ်မှာခရီးယန်သာသနာပြုတွေစတင်ရောက်ရှိလာခဲ့တဲ့အချိန်မှာတော့လူဦးရေအစပိုင်းရဲ့87%ကျော်ဟာရုံးနေသောခဲ့ပြီဖြစ်ပါတယ်။ 1940ပြည်နှစ်မှာတော့84ရာခိုင်နှုန်းအထိထပ်မံကျဆင်းသွားခဲ့ပါတယ်။အနောက်တိုင်းအကြံပေးတွေရဲ့ဖိအားပေးမှုကြောင့်ဘရင်ကာမင်းဟာမေးသုံးဟာဖွဲ့စည်းပုံအခြေခံဥပဒေဘရင်စနစ်ကိုကျင့်သုံးခဲ့ပြီးမြေရှင်စနစ်ကိုဖျက်သိမ်းကာပိုကီလီကပိုင်ဆိုင်မှုစနစ်ကိုစတင်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာကျန်းဆိုင်ပြိုးရေးလုပ်ငန်းတွေတွင်ကျလာခဲ့တာကြောင့်အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဟာပေါ်တူဂီ၊စပိန်၊နော်ဝေး၊ရုရှား၊ဂျပန်၊ကိုရီးယားနဲ့ဖိလစ်ပိုင်အစီအကံတွေကိုဈေးပေါ်တဲ့အလုပ်သမားတွေအဖြစ်ခေါ်ယူလာခဲ့ပါတယ်။ ထောင်စီရပြင်းနဲ့အလဲပိုင်းမှာဟာဝင်ရာအမေရိကန်ကိုတကြားတင်ပို့မှုအပေါ်လုံးဝမီကုန်နေခဲ့ရပြီးအမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး၅ဦးအဖွဲ့ဟာဒီကိစ္စကိုချုပ်ကန်ထားခဲ့ပါတယ်။အဲဒီနောက်ကျန်းသာတဲ့ဂျန်ဆိုင်ကင်းပိုင်ရင်ဆန်ဖိုတိုဟာ1993ခုနှစ်မှာအမေရိကန်တပ်ဖွဲ့ဝင်ပါဝင်တဲ့အာဏာသိမ်းမှုကိုဦးဆောင်ခဲ့ပြီးဟာဝိုင်ကိုလွတ်လပ်တဲ့တမရနိုင်ငံအပြစ်ကြီးညာကတမရရာထုကိုရယူခဲ့ပါတယ်။ 1898ခုနှစ်မှာအမေရိကန်အစိုးရဟာမဟာဗျူဟာမြောက်အလားလာတွေကြောင့်ဟာဝိုင်ကိုသိမ်းသွင်းဖို့ဆုံးဖြတ်ခဲ့ပြီး1900ပြည့်နှစ်မှာအမေရိကန်ပြည်ထောင်စုရဲ့နယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။1920ပြည့်နှစ်မှာလူဦးရေပိုနှဲပါလာခဲ့ပြီးလူဦးရေ35,400ရဲ့25ရာခိုင်နှုန်းဟာဟာဝိုင်မျိုးနွယ်တွေဖြစ်ပါတယ်။ပလက်စစ်ကန်တက်ခတ်ခံရပြီးတဲ့နောက်ဟာဝိုင်ဟာသတင်းတွေမှာအဓိကနေရာယူလာခဲ့ပြီး1959ခုနှစ်လူဦးရေ6သိန်းကျော်လွန်ခဲ့ပြီးတဲ့အချိန်မှာတော့အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်90မြောက်ဖြစ်လာခဲ့ပါတယ်။ နောက်နှစ်30အတွင်းမှာလူရည်တန်းနဲ့ချီပြီးတိုးလာခဲ့ပြီးလက်ရှိလူရည်ကတော့တစ်တရမလေးတန်းရှိပါတယ်ဒါပေမဲ့မကြသေးတဲ့နှစ်တွေအတွင်းမှာပြန်ပြီးယုံနေလာခဲ့ရတာပါဒီကိစ္စမှာလည်းအကြောင်းရင်းနဲ့ရှိနေခဲ့တာပါ1950ပြည့်နှစ်အတွင်းဟာဝိုင်ရီမှာမွေးဖွားခဲ့တဲ့သူတွေကအခုဆိုရင်အနောက်ပြောက်ဘက်ကို73တရမ9ပေပိုဝေးတော်ခဲ့ပါပြီအကြောင်းကတော့ Pacific ကြောက်ပြားဟာနှစ်စဉ်၄စင်တီမီတာနှုန်းနဲ့နောက်မြောက်ဘက်ကိုရွေ့လျားနေတာကြောင့်ဖြစ်ပြီးနောက်နှစ်ပေါင်း63တန်းအကြာမှာဂျပန်ကိုရောက်ရှိမှာဖြစ်ပါတယ် ဒီကိစ္စကတော့အဝေးကြီးလွန်နေသေးတာဖြစ်လို့ပြည်တနာစီရင်တဲ့ကဖယ်လိုက်ရင်လည်းရောက်ပါသေးတယ်။တကယ်ပြည်တနာကဒီကျုံးစုဟာပင်လယ်အမိုက်သရိုက်တွေနဲ့ပရက်စတစ်ညဉ့်ညမ်းမှုတွေကိုပေါ်မြှလာခဲ့တာပါ။ခီးတော်တွေများလာလို့ဒီပြည်တနာကိုကြုံရတာလည်းဖြစ်ပါတယ်။ဒါအပြင်ဟာဝိမျိုးစစ်တက်ရှိတက်တန်းနီပါမျိုးတွန်းတော်မဲ့အနေနဲ့ရင်ဆိုင်နေရတာကြောင့်မျိုးတွန်းမှုရဲ့မျိုးတော်လိုလည်းတင်စားနေကြတာဖြစ်ပါရင်ဒတ်တမလဆိုတော့မဟုတ်သေးပါဘူးတက်ရှိမီးတောင်အားလုံးရဲ့85ရာခိုင်နှုန်းဟာပစိဖိတ်မီးတောင်ကွင်းအတွင်းမှာတည်ရှိပါတယ် လက်ရှိမဟာဝိုင်းမှာတက်ရှိမီတောင်6လုံးရှိပြီးကီလဝီယံမီတောင်ဟာ1983ခုနှစ်ကတည်းကမကြာခဏပေါက်ကွဲနေခဲ့တာကြောင့်တမိုင်းမှာအကြောဆုံးပေါက်ကွဲနေတဲ့မီတောင်တွေကတခုဖြစ်ပါတယ်။ကမ္ဘာမှာအကြီးဆုံးတက်ရှိမီတောင်ဖြစ်တဲ့မောင်နာလိုအမီတောင်ဟာလည်းဟာဝိုင်းမှာရှိနေသေးတာပါ။ကမ္ဘာကြီးပုံရိပ်လာမှုကြောင့်တဘာဝဘေးအန္တရာယ်တွေရာဒီကျွန်းစုကိုပျက်စီးနေပါတယ်။ဟာဝိုင်းရဲ့တနင်္ဂနွေမှာတော်မီအန္တရာယ်အမြင့်ဆုံးနေရာလည်းဖြစ်နေတာပါ။လူတွေရောက်ရှိလာချိန်ကစပြီးဟာဝိုင်းရဲ့ မူရင်းသက်တော်ပုံလမှုရဲ့တဝက်ကိုဆုံးရှုံးခဲ့ရပြီးဇီဝမျိုးစုံမျိုးကွဲတွေကိုပိုပြီးထိခိုက်စေကာဂေယစနစ်တွေကိုလည်းပျက်စီးစေခဲ့တာပါနောက်ပြီးတနာကြောက်တန်းတွေပျက်စီးလာသလိုရေချိုအရင်းမြစ်ရှားပါတဲ့ကိစ္စတွေလည်းကြုံတွေ့နေရပါတယ်နောက်ပြီးတစ်ခါတလေမှာအရင်ကမရှိခဲ့တဲ့ရေကြီးရေရှောင်မှုပြဿနာကိုလည်းကြုံနေခဲ့ရတာပါပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတဲ့ကိစ္စကကန်ယူတန်းတွေကိုတိုက်စားပြီးကန်းစေခအိမ်တွေကိုချင်းကြောင်နေခဲ့ပါတယ်အဲ့ဒါကြောင့်ဟာဝင်ရဲ့အင်ချာမြေစေခွက်ကလည်းအနောက်ဘက်ကိုပြနေခဲ့တာပါ ဒါပေမဲ့ဈေးကတော့တခြားတဲ့ကြီးနေတုံးပါပဲ။နောက်ပြီးဟဝိုင်ယီမှာကအခြေခံစားသောက်ကုန်တွေဈေးကြီးလို့မှာတယ်။ဘလောက်ဈေးကြီးလဲဆိုရင်အမေရိကန်ပြည်မြဈေးနှုန်းထက်80ရာခိုင်နှုန်းပိုကြီးနေတာပါ။ဟိုတယ်နဲ့ခီးတော်လုပ်ငန်း၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်းအခြေခံစားသောက်ကုန်ရောင်းချတဲ့လုပ်ငန်းတွေကလည်းဟဝိုင်ယီမှာတခြားစုံအုပ်တည်ထွင်မှုလုပ်ငန်းတွေအခြေချဖို့မလွယ်လောက်ပါဘူး။ ဟာဝိုင်းမှာအဆင်ပြေပြေနေဖို့ဆိုရင်တစ်နှစ်ကဒေါ်လာ39000လောက်ဝင်နေမှတော်ရုံကျမှာပါအဲ့ဒါကြောင့်ချွေတာသုံးဆွဲရမှာဖြစ်ပါတယ်ဟာဝိုင်းမှာကိုစင်းတို့ကြည့်ရတဲ့အချက်ကတကူတကတင်တွင်းရတာဖြစ်သလိုစိုးစိုးတဲ့ရာသီဥတုရှိနေတာကြောင့်အစားအစာတွေကျရှင်မခံလို့ပါပဲအချက်လက်တွေရဆိုရင်ဟာဝိုင်းကကုန်စင်းတွေကိုသုံးဖို့တပုံကိုအမြင့်လွတ်ပြနေရတာလို့ဆိုထားတာပါဒီတံမိုးကတစ်နှစ်ကိုဒေါ်လာ10ဘီလီယံလောက်ရှိပါတယ် နောက်ပြီးဒီစွန့်ပြစ်အစားအစာတွေကထွက်တဲ့ဓာငွေတွေကဖန်လွန်ဤဓာငွေထုံးလွှတ်မှုကိုပိုအားပေးပြီးဇာတူရုပြောင်းလဲမှုကိုပိုဖြစ်စေတာပါ။နောက်ပြီးဟဝိုင်ယီမှာမီတာကားကလည်းဈေးကြီးလွန်ပါတယ်။အဲ့ဒီအချက်တွေအကောင်လုံးကပန်းပြီးတွက်ချက်လိုက်ရင်ဟဝိုင်ယီကကမ္ဘာနေထိုင်မှုဈေးရဲ့အမြင့်ဆုံးမြို့ထဲမှာပါသွားပါတယ်။အလောက်ကောင်းလို့ဝင်ငွေကောင်းတဲ့သူတွေအတွက်ဘာမှမဖြစ်ပေမဲ့အောက်ကျေလူရန်းစားတွေအတွက်ကတော့ဟဝိုင်ယီကနေထိုင်ရုံးကန်ရမယ့်နေရာတစ်ခုပါပဲ။ဟဝိုင်ယီကအင်တာနက်ဈေးနှုန်းတွေ အိမ်ငါးကားတွေကလည်းကြီးမြင့်ပါတယ်ဒီလိုအဆအဆအရာရာဈေးကြီးပေမဲ့လောက်ခလာစားကြတော့နိုင်တဲ့မျိုးတွေမှာပါနေကြတာပါနောက်ပြီးဟဝိုင်ယီကအမေရိကန်နိုင်ငံရဲ့အစိပ်ပိုင်းဖြစ်နေပေမဲ့အချို့မှကြတော့ဘယူရိုကရက်စနေတာပါအဲ့ဒါကြောင့်အသေးစားလုပ်ငန်းရှင်တွေအတွက်ရုန်းကန်ရပါတယ်ရုံးပိုင်းဆိုင်ရာကိစ္စတွေမှာလည်းပို့ရှုပ်ထွေးနေတာပါအဲ့ဒါကြောင့်ဌာနေဟဝိုင်ယီလူမျိုးတွေကဒီမျိုးလေးကိုတစားတဲ့တစားစွန့်ကွာသွားကြတာပါသူတို့နေရာကိုတော့တခြားကတထွေးတွေ ဝင်လာနေကြပါတယ်ဒါပေမဲ့ဟာဝင်းအီမှာဖြစ်ရှင်းရမယ့်ပြဿနာတွေကလည်းကြိုတင်ဆောင်နေကြတာပါဒီပြဿနာတွေကြောင့်တတိတွေပဲချင်းပြပြေးကြမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ကြောင်းဝင်းမြလိုက်ဗီဒီယိုလေးကိုညီကုံချောင်းလိုက်ရပါရရှင်အဆုံးတိကျေးဇူးပေးခဲ့ကြတဲ့အတွက်တိရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်